မအသေးပြောက်များသွားလဲဆိုခုနပြောရမယ်ဒါဒီရဲဘော်ပေါ်ပါရဲ့ RPG ပြစ်ချက်ပေါ့နော်အဲ့ပြစ်ချက်မှာတော်တော်လေးအသေးဆိုးသွားတယ်ပေါ့နော်ရှစ်ကောင်စီဘက်ကဒီတေသွားတဲ့ပြူတွေဆိုရင်ပေါ့နော်ပြူခေါင်းဆောင်ဆိုရင်သူကဒီအသူပလုတ်တဲ့ချိန်မှာပေါ့နော်ဘလို့တော်လုတ်ရလဲဆိုတော့ဂျမာကြီးပါဖွင့်ပြီးတော့အသူကောင်ကနောက်တစ်ချိန်လာဆုံးပါဆိုလို့ဂျမာပါဖွင့်ပြီးတော့အသူပချရတဲ့အဖြစ်မျိုးတွေကြုံသွားတယ်ပေါ့နော် မင်္ဂလာပါဒီကနေ့ကတော့ November 6ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့သတင်းကောင်းတွေပြောမယ်တိုက်ပွဲဖြစ်စဉ်တွေတိုက်ပွဲရလဒ်တွေကြီးပဲပြောမှာပေါ့နော် အားရရတွေကြီးပဲပြောမယ်ပထမဆုံးဒါကိုသက်ကြီးတို့အဖွဲ့ပေါ့နော်ကိုသက်ကြီးနဲ့အတူတခြားတပ်ဖွဲ့တွေလည်းပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်မြင်းကြံလေတိရွာကစူပေါင်းစစ်စေးရေဂိတ်ကိုဝင်ပြင်းတာပေါ့နော်အဲဥစ္စာကလည်းအမျက်ထွက်အားရစရာကောင်းတယ်ပေါ့နော်အဲဟိုဘက်ကအသေးပြောက်တွေများတယ်လက်နဲ့ခဲရင်တော့မရခဲ့ဘူးအဲဥစ္စာလေးဒါကျွန်တော်ပြောပြမှာပေါ့နော် အဲဒီမြင်းကျန်လေသိရွာစူပေါင်းစစ်စေးရေးဂိတ်ဝင်တီးတာပေါ့နော်။လုံးဝဒါအရင်ဆုံးလက်နက်ငယ်နဲ့ပစ်တယ်ပစ်ခွဲပြီးရတယ်။အာ၂ရောက်တေဝါးရီဆိုတဲ့ချိန်မှာပေါ့နော်။လုံးဝအဲဗန်ဂါကြီးကို RPG နဲ့ပစ်ခွဲတာပေါ့နော်။ RPG နဲ့ပစ်ခွဲတာရဲဘော်နာမည်ပော့ပါအဲပော့ပါနော်။ပော့ပါ RPG သမားအဲအဲ့လိုမျိုးပစ်ခွဲပြီးတော့ဝင်ပြီးတော့ဂျုံတာဒါနိုဝင်ဘာ၄ရက်နေ့ကဆော်တာပေါ့နော်။ စစ်ကောင်စီဘက်က၈ရောက်တည်တဲ့အနည်းဆုံး၁၀ရောက်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီးတော့သိရတယ်ပြီးတော့ကိုသက်ကြီးကိုယ်တိုင်ဖြေဆိုထားတဲ့ဒီအတံဖိုင်တွေလည်းပါတယ်ဗောနော်အဲ့ဒါကြီးလည်းကျွန်တော်ဖွင့်ပြပေးမယ်အဲ့တော့ဘယ်မှာအသေးပြောက်များသွားတယ်လဲဆိုတော့ခုနပြောရမယ်ဒါဒီရေဘော်ပေါ်ပါရဲ့ RPG ပြစ်ချက်ပေါ့နော်အဲ့ပြစ်ချက်မှာတော်တော်လေးအသေးဆိုးသွားတယ်ပေါ့နော်စီးရေးပြင်းမဲ့တဲ့အများကြီးပြင်ဆင်ထားတယ်တာရွေးချယ်ထားတယ်ပေါ့နော်အခွင့်အခါတင့်တာနဲ့ကျုံးမှုပြင်ထားတာပေါ့နော်အဲ့တော့အခုတစ်ခါအလှည့်ကြတာကတော့ဒါလက်သစ်စုပေါင်းစစ်စေးဂိတ်အဲစစ်ခွေးရေပြူ ဒီရတဲ့အကုန်လုံးစုပေါင်းပြီးတော့ထိုင်နေတဲ့စစ်စေးဂိတ်ပေါ့နော်အဲဥစ္စာကိုဒါအလှဲ့ကြလို့ဝင်ဆော့တာအဲမိုက်တယ်နော်တပ်ဖွဲ့တွေကဒါကျွန်တော်မေးချက်ချင်းပါကိုသက်ကြည့်မေးချက်ချင်းအဲ့လိုပဲသူကစီစဉ်ထားတာတွေကတော့အများကြီးပဲပြီးရင်အဲ့လိုမျိုးစီစဉ်ထားတဲ့တဲ့ကအလှဲ့ကြလို့ဆော့တာပေါ့အခွင့်ကလည်းတင်လို့အလှဲ့လည်းကြလို့ဆော့တာဖြစ်တယ်စီစဉ်ထားတဲ့စီရေးပြမျက်တွေအများကြီးတပ်ဖွဲ့တွေကအဲ့လိုမျိုးကိုစီမံထားတယ်ဆိုတဲ့ဟာကလည်းဒါကောင်းတယ်ကောင်းတယ်ဆိုတာအဲဒီကောင်းနေအနေနဲ့ပေါ့နော်လုံးဝ ဘယ်နေရာမှကိုသူတို့အသက်ရှူလို့မရစေတဲ့ပုံစံမျိုးဖြစ်အောင်လှုပ်ဆောင်ထားတယ်။ဒါကလည်းအားရစရာကောင်းတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေ၊သတင်းချက်လက်တွေ၊ဘာညာအကုန်လုံးကိုအမြဲတမ်းမျက်ခြေမပြတ်ထောက်လှမ်းပြီးတော့ဒါစော်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့အားလုံးမောအင်အားကအဲ့ထဲမှာ90ကျော်လောက်ရှိတယ်။ဒါပေမဲ့အဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ဒါမျက်မြင်ကြီးပဲဆိုရင်ကိုပဲဒါ20လောက်ရှိတယ်ဆိုပြီးသိရတယ်။အဲ20ရှိတယ်ပေါ့နော်အဲတက်ဖွဲ့တွေကလုံးဝဘလောက်ထိကတ်သွားလဲဆိုတော့မီတာ100လောက်ထိကိုကတ်သွားပြီးတော့မီတာ100ကျော်လောက်ကနေပြီးပြင်းတာ အဲ့အဲ့ကောင်ဝင်တိုက်တဲ့ချိန်မှာပေါ့နော်အဲ့စစ်စေးဂိတ်ကိုဝင်တိုက်တဲ့ချိန်မှာအဲ့လိုပုံစံအနိကက်ကြီးဖြုတ်တာပေါ့နော်အဲတပ်ဖွဲ့တွေကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ဖြုတ်တာပြီးရင်ဒီခမရ15နဲ့နီနီလေးနှစ်မိုင်မဲဝေးတာအဲ့စူပေါင်းစစ်စေးဂိတ်ကြီးကမြို့ဝင်ထွက်ဂိတ်ကြီးပေါ့နော်နှစ်မိုင်မဲဝေးတာအစပြင်းတဲ့ချိန်မှာတဲ့ဒါလက်နဲ့ငယ်နဲ့ဒါပြင်းလိုက်တာအိုင်နာမာနဲ့နှစ်ယောက်ပုံကနေလုံးဝလက်သွားလဲပေါ့နော်အတက်မရှိတော့ဘူးအဲ့ဘန်ဂါပေးမှတယ်ပေါ့နော်ပြီးတာနဲ့ကျန်တဲ့ကောင်တွေကအဲ့ဘန်ဂါတွေလည်းပြေးဝင်တာဘန်ဂါတွေလည်းပြေးဝင်သူတို့ဒီစောင့်နေတဲ့ခုနကဘန်ဂါတွေလည်းပြေးဝင်တဲ့ချိန်မှာ ခုန RPG သမားကစော်ထလိုက်တာတဲ့တယ်ကြီးပေါ့နော်အဲ့လိုအဲ့လိုမျိုးစော်လိုက်တဲ့အချိန်မှာလုံးဝအတန်တွေပါတဲ့အကုန်တိတ်ကောင်းတာတွေပါတဲ့အကုန်တိတ်လုံးဝအတန်တွေပါတိတ်ထွက်သွားတာပေါ့နော်အဲအဲ့ဒါနဲ့ဒါပြောမယ်ဆိုရင်ဒီခမ15နဲ့နှစ်မိုင်မဲဝေးတဲ့နေရာနာထီကိုသွားပြီးတော့ဒလိုင်းတပ်ဖွဲ့တွေကစော်နိုင်ခဲ့တာဒါပေမဲ့ခုနလိုလက်နက်တွေပါတဲ့ကောက်ဖို့လို့အထဲတဲကိုဝင်ရောက်ရှင်းလင်းဖို့အတွက်ကြတော့ ဟိုဘက်ကနေပြီးတော့စစ်ကား3စီးစစ်ကားအကြီး3စီးနဲ့ပေါ့နော်လက်နေတွေပါပြစ်ဖောက်ပြီးတော့ကိုချီတက်လာတယ်ဆိုတဲ့သတင်းကိုရလိုက်တာပေါ့နော်စစ်ကူလာတာပေါ့ဒီကတော့ဒါခုနကခမ55ဘက်ကနေပြီးတက်လာတယ်ဆိုတာကိုသိလိုက်တော့ဒါအဖွဲတွေအမြန်အမြန်ဒါဆုတ်ခွာခဲ့ရတာရှိတယ်အဲတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိဘဲနဲ့စစ်ကောင်စီဘက်ကတိကျတေကြတဲ့သတင်းတွေအရအဲ့ဒါရှေ့ရောက်သေးတယ် အဲ့ထဲမှာစစ်ကောင်စီဘက်ကဒီတေဝါလက်ပြူတယ်ဆိုရင်ပေါ့နော်ပြူခေါင်းဆောင်ဆိုရင်သူကဒီအသူဘလုတ်တဲ့ချိန်မှာပေါ့နော်ဘလိုတော်လုတ်ရလဲဆိုတော့ဂျမာကြီးပါဖွင့်ပြီးတော့အသူကောင်ကနောက်တစ်ချိန်လာဆောင်မှာဆိုလို့ဂျမာပါဖွင့်ပြီးတော့အသူဘချရတဲ့အဖြစ်မျိုးတွေကြုံသွားတယ်ပေါ့နော်ပြီးတော့ဒီ gate ကအဲဒီ ledit gate ကပေါ့နော်စူပေါင်းစစ်စေး gate ကအာနာသိမ့်ပြီးကတည်းကနေစပြီးတော့ဖွင့်ထားတဲ့ gate အဲအဲ့မှာဘာဒီနာမည်ကြီးလဲဆိုတော့ဒီပြူငပေါ့တို့အုတ်ကြီးတို့သူတို့ရဲ့ရွာပေါ့နော်အဲ့ကောင်တွေကအရန်နာမည်ကြီးရာ အရန်ဆိုးသွမ်းလုံးလို့ပေါ့နော်အဲ့လိုမျိုးနာမည်ကြီးတဲ့ကောင်နေအဲပြီးရင်မြင်းကြံတတက်ဦးမန္တလေးလမ်းပေါ်ကတကယ့်အချက်ချာကြတဲ့ဂိတ်ပေါ့နော်မြို့ဝင်ထွက်ဂိတ်ကြီးအဲမြို့ဝင်ထွက်မှာပိတ်ပြီးတော့ဂိတ်ထိုင်ထားတဲ့ပုံစံကြီးပေါ့နော်အဲ့မှာဘာကြီးလုပ်လဲဆိုတော့ပြည်သူတွေကိုနှိပ်စက်တာတွေဖမ်းဆီးစစ်ဆေးတာတွေတောက်လျှောက်လုပ်တဲ့ဇက်တိုက်လုပ်တဲ့ပြည်သူကိုဖိနှိပ်တယ်ငွေညှစ်တယ်စစ်ဆေးတယ်ပေါ့နော်တခါကြီးကြရင်ကားပေါ်ကနေပြီးတော့ပစ္စည်းတွေပါဆွဲချပြီးတော့ တင်းစီလာမျိုးဤထိလောက်ခဲ့တဲ့စစ်စေးဂိတ်ပေါ့နော်အတိကတော့ဗျာဒီကောင်းနေရှိပါတယ်ဆိုတဲ့နေရာတွေကဒီလိုမျိုးဂိတ်ဖွင့်ပြီဆိုရင်ကောင်းကျိုးတော့တစ်ခုမှမရှိဘူး သွားလာသမျှပြည်သူအကုန်လုံးကနှိမ့်ဆက်ညှိမှခံရတယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့ပဲဒီကောင်လေးဖိနှိပ်ချိုးချယ်ဖို့အတွက်ငွေကြေးတောင်းခံဖို့အတွက်ပစ္စည်းပစ္စည်းတွေအနိုင်ကျင့်လူယူဖို့အတွက်ကိုဖွင့်ထားတဲ့ gate အရန်ဆိုးတာဆိုပြီးတော့နာမည်ကြီးတဲ့ gate ဗောနော်အဲ့ gate ကိုဝင်ရောက်ပြီးတော့ပြင်းနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ကျတော့ဒီ gate ရဲ့အကြောင်းနဲ့တိုက်ပွဲရဲ့အကြောင်းပြီးရင်ဒါအသေးပြောက်စီးရင်တိကျတိကျတဲ့သတင်းတွေဒါတွေကိုဘယ်လိုရခဲ့သလဲဒီအကြောင်းတွေဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့အကြောင်းကိုဒါကိုသတိပြောပြထားရှိတယ်ဒီ gate ကတော့ဆိုးရတယ်ပဲပြောပါတော့ဘာလို့ဆိုတော့ကျွန်တော်ဒီဟိုဘာအာနာသိန်းကလေးက အာနာသိင်္ဂရေကဒီဂိတ်ကဖွင့်ထားတာပေါ့နော်အဲ့ဒီမှာကဒီနာမည်ကြီးတာရှိတယ်အဲ့ဒီလေတက်ရွာမှာကပြူငပေါ့ပေါ့နော်ပြူငပေါ့တို့အဲ့ဒီအုတ်ကြီးတို့ကနာမည်ကြီးတယ်နာမည်ကြီးတယ်မြင်းချမ်းမှာပြူတွေထဲမှာအဲ့တော့သူတို့ရဲ့ရွာဖြစ်နေတာရွာဖြစ်နေတော့ကျွန်တော်တို့အဲ့မှာဘယ်လိုခေါ်မလဲဒီဂိတ်ကဒီမြင်းချမ်းတရားဦးမန္တလေးလမ်းပေါ့နော်အဲမန္တလေးကိုတော့နှစ်လမ်းရှိတဲ့ချိန်မှာမြင်းချမ်းတရားဦးမန္တလေးလမ်းပေါ့ အဲ့ဒီလမ်းပေါ်မှာရှိတဲ့အချက်ချာကြတဲ့ဂိတ်မျိုးဝင်ထွက်မှာပေါ့နော်အဓိကကြတဲ့ဂိတ်ဖြစ်တဲ့နောက်မော်တော်ယာဉ်တွေပြည်သူတွေရဲ့သွားလာကိုဖမ်းဆီးစစ်ဆေးတာမျိုးတွေနောက်မထင်မထင်သလိုငွေတောင်းတာမျိုးတွေပေါ့နော်အဲ့လိုလုပ်တဲ့ဂိတ်နောက်ပစ္စည်းတွေဆွဲချယူတာမျိုးတွေဖုန်းတွေပါတွေတိန်းတာမျိုးတွေနောက်မျိုးသမီးဖုန်းတွေစစ်ဆေးတာမျိုးတွေပေါ့နော်ဘောင်းစုံပေါ့ဘောင်းစုံပေါ့ဘောင်းစုံပေါ့သူတို့ကျူးလင်နေတဲ့ဂိတ်ပေါ့နော်အဲ့အဲ့ဂိတ်ကိုကျွန်တော်တို့ကပြင်မှတ်ထားပြီးတော့ချိန်ရွယ်ခဲ့တာကြာပြီမနေ့ကကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်ခြင်းက နှစ်နာရီနေစပြီးတော့ကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်တယ်နောက်တိုက်ခိုက်ချိန်ကမိနစ်20ကျော်လေးကြာတာပေါ့မိနစ်20ကျော်ကြာတယ်ပထမဂိတ်နားလေးကိုရောက်တာနဲ့သူတို့ရောင်းနေရပြတာနဲ့အဲကျွန်တော်ဒီလက်နက်ငယ်နဲ့ပြစ်တယ်ပေါ့လက်နက်ငယ်နဲ့ပြစ်တဲ့အချိန်မှာဘန်ဂါဘေးကနှစ်ယောက်ကျသွားတယ်နှစ်ယောက်ကျတဲ့အချိန်မှာအားလုံးကဘန်ဂါလေးပြေးဝင်သွားတော့ crossing ပဲကျွန်တော်တို့ဖြတ်လာတဲ့လမ်းကနေအဲကတ်ရလိုင်းကိုတက်ပြီးတော့ရဲဘော်ပေါ်ပါကနေ RPG နဲ့ပြစ်ထားလိုက်တာ RPG နဲ့ပြစ်လိုက်တဲ့အချိန်မှာ RPG ကတဲ့တယ်ပဲဘန်ဂါကိုပိတ်မှန်သွားပြီးတော့အဲ့ဒီမှာအတန်နေငြိမ်သွားတယ်ကောင်တာလည်းလုံးဝမရှိတော့ဘူးပေါ့နော် ဲ့ချိန်မှာလက်လက်တွေပြေးကောက်ဖို့ကလေးတွေကသွားတဲ့အချိန်မှာအဲကျွန်တော်တို့ခမရ15နဲ့နှစ်မိုင်ပဲဝေးတာလေနှစ်မိုင်ပဲဝေးတော့စပြီးတော့အတန်ကြားခင်နေတဲ့တရေရောက်နေပြီသူတို့ကလာပြီသူတို့လာတဲ့အချိန်လေးမှာပဲလျှော်တပြက်လုတ်ခရရတဲ့မစ်ရှင်မျိုးပေါ့အဲ့တော့တနက်တွေဖောက်ပြီးတော့ကားကြီး3စီးနဲ့ဒီဘက်ကိုခြေတက်လာတယ်လို့တရင်ရတော့ကလေးတွေလက်နဲ့ကိုမကောက်နိုင်မင်းနဲ့ကျွန်တော်တို့ခွာစစ်ပုံစံမျိုးနဲ့ပြန်ရှင်ခဲ့ရတယ်အဲ့ချိန်မှာလည်းငကုံနဲ့ကျွန်တော်တို့တီအဖွဲတွေတီပြီးသားဖြစ်တဲ့ဒလန်ပေါ့နော်ဒလန်နှစ်ယောက်ကိုလည်းအတင့်တခါတည်းအပြန်လမ်းမှာပဲဖမ်းဆီးပြီးတော့တက်ဆိုင်ရာ ိုကျွန်တော်တို့အပ်ခဲ့လိုက်နိုင်တယ်ပေါ့ဟုတ်ဇန်သူဘက်ကအဲ့ဒီလေတိအုပ်ကြီးပေါ့နော်ငမင်းခကိုမင်းပေါ့သူအပါဝင်ရှစ်ကောင်တည်ပါတယ်ဒါနေမေကန်ရဲ့အတိအကျပြောပြချက်ရရှစ်ကောင်တည်တယ်အဲနောက်တစ်ချက်ကဒဏ်ရာရတာက10ကောင်ကျော်ဒဏ်ရာရပါတယ်အဲ10ကောင်ကျော်ဒဏ်ရာရတယ်ငမင်းရဲ့နာရီကတော့ဒီနေ့မနေ့9နာရီမှာလေးဦးပဲဆိုတာဂျမ်ပါတွေပါတွေထောင်ပြီးတော့ဒီနေ့တကြိုတယ်လို့ကျွန်တော်တို့သိရပါတယ်ဗျာဟုတ် အဲ့တော့ကြားတဲ့အတိုင်းပါပဲ။နာရီကို တောင်းမှပဲ။ဂျမ်းမာဖွင့်ပြီးတော့လုပ်ခဲ့ရတယ်။နာရီပေါ့နော်။စစ်ကောင်စီဘက်ကအဲ့လိုပုံစံမျိုးတွေဖြစ်သွားတယ်။အားရစရာလည်းကောင်းတယ်ပေါ့နော်။တပ်ဖွဲ့တွေရဲ့ရဲစွမ်းတပ်တိကိုလည်းဂုံပြောင်းမှဖြစ်တယ်။ပြီးတော့ဒီလိုမျိုးပြည်သူကိုအနိုင်ကျင့်နှိပ်စက်နေတဲ့နေရာမျိုးကိုအခုလိုမျိုးပြင်းနိုင်ခဲ့တယ်ဆိုတာကလည်းအားရစရာကောင်းတယ်ပေါ့နော်။ပြည်သူတွေအနေနဲ့နေစဉ်နဲ့မျှ ီနေရာကဖြတ်သွားဖြတ်လာလောက်တာနဲ့ကိုပဲတော်တော်လေးဒုက္ခများရမယ်နေတာဒီကောင်တွေကအဲ့လိုမျိုးအတွက်ကိုဂွင်ရှာနေတာအဲ့လိုဂွင်မျိုးကိုကောင်းကောင်းကြိတ်ပေးလိုက်တာအားရတယ်ဗောနော်ဟိုဘက်ကလက်နဲ့တွေပါပြီးပြစ်ဖောက်ပြီးတော့လာလာတော့မမီတော့ဘူးအဲ့လိုမျိုးလာတဲ့ချိန်မှာအဖွဲတွေကပျောက်သွားပြီအဲ့ကြောင့်ဘလိုပဲဖြစ်အခုလိုမျိုးပျောက် जा စနစ်ကိုဗောနော်အပါတရဖော်ဆောင်နိုင်နေတယ်ဆိုတာကလည်းတကယ်မိုက်တယ်ဗျာအချိုးမြတ်ကတော့ဗျာတခါကြရင်ဒါအချိန်တွေပေါ်မူတည်ပြီးလောက်ရတာဖြစ်တဲ့အတွက်အချိုးမြတ်ကတော့နေကောင်းနေမယ်ဗောနော်ဒါပေမဲ့စစ်ကောင်စီဘက်ကကြာအရန်ထိနာတယ် အကိုတကြီးတို့ဟာတကယ်ရှေ့ဖြစ်စင်မှာလဲအဲ့လိုဂျမ်မာကားကြီးဂျမ်မာကြီးပါတင်ထားတဲ့ကားကြီးကိုကြံခဲ့တယ်ဆိုပေမဲ့လဲအဲ့ဂျမ်မာကားကြီးမရခဲ့တဲ့ဖြစ်စင်ရှိသေးတယ်အဲ့လိုပဲခုနကလိုပေါ့နော်ဟိုဘက်ဒီဘက်ပေါ့နော်ဒါဖြစ်စင်ဖြစ်တဲ့နေရာနဲ့ဟိုဘက်ဒီဘက်မှာဒါစစ်ကောင်စီစစ်သားတွေရှိတယ်ပေါ့နော်အဲ့လိုအနီးကပ်နေရာမျိုးတွေမှာသွားပြီးလုခဲ့ရတာဖြစ်တဲ့တော့ပေါ့နော်အဲ့ကားကြီးလည်းမယူနိုင်ခဲ့တဲ့ဖြစ်စင်တခုရှိတယ်အခုလက်ကြည့်ဒီမှာ၈ရောက်နဲ့၁၀ရောက်ကျော်ပေါ့နော်၈ရောက်တည်တယ်၁၀ရောက်ကျော်ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့မှပဲလက်နက်ကြီးကမရခဲ့ပြန်ဘူးပေါ့နော်အဲ့လိုဘိုးဘက်ဖြစ်ဖြစ်ဒါကိုအဖွဲ့တွေ ထိခိုက်မှုမရှိဘဲနဲ့ပေါ့နော်အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့ဟာကတော့အားရစရာကောင်းတယ်ပေါ့နော် နောက်တစ်ခုဒါကကြတော့ဒါအရာတော်မျိုးပေါ်ကစစ်ကောင်စီဂိတ်စကန်အဲ့ဒါလည်းဂိတ်စကန်ပဲအဲ့ဒီဂိတ်စကန်ကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်အဲ့တိုက်ခိုက်တဲ့အချိန်မှာပေါ့နော်စစ်သားအားလုံးကအသက်လူကြီးထွက်ပြေးတာစစ်ကောင်စီစစ်သားတွေအသက်လူကြီးထွက်ပြေးတာထွက်ပြေးလို့ခဲရန်ချို့ဒါတပ်ဖွဲ့တွေကဝင်ရောက်ရှင်းလင်းတဲ့အဆင့်ထိရောက်သွားတယ်ဒါပေမဲ့ခဲရန်ချို့ရလိုက်တယ်ပေါ့ဗျာဒါပေမဲ့အကုန်လုံးတော့မရလိုက်ဘူးတိုက်တော့မတိုက်လဲရဘူးပေါ့ဗျာပြောရရင်တော့တိုက်ပွဲကြာချင်း15မိနစ်ပဲရှိသေးတယ်15မိနစ်ပဲ စစ်ကောင်စီဘက်ကကောင်တွေကပြောတာအပြောကတော့ကြီးတယ်ဗျာဒီလားမင်းတို့ဘက်ကကောင်တွေတကယ်အလေကတော့ကြီးတယ်ဒီလားဟမ်ဘာဖြစ်တယ်တေးရဲကောင်ထွက်ခဲ့တော့အမ်မင်းအဆုံဖြားနေရာမျိုးလေးတွေမှာပဲလိုက်ပြီးတော့မင်းတို့တိုက်ပြမနေနဲ့ပေါ့နော်အပြစ်ပြေးပုံစံမျိုးကြီးလုံနေငါတို့နေတဲ့နေရာတိလာခဲ့လိုက်ပါကြတယ်မင်းတို့ပြောခဲ့တာမင်းတို့ပြောခဲ့တာအခုကြတော့မင်းကမြင်တော့မမြင်ရဘူး 15မိနစ်ပဲမင်းတို့ဘက်ကကောင်းနေ15မိနစ်ပဲဘာမှတော့ခံပြစ်သွားတဲ့ပုံစံမရှိဘူးတခါလဲပြေးသွားရဆိုတော့မင်းတို့ကိုယ့်အစ်ကိုတီးပေါ့နော်အဲ့တော့တက်ဖွဲ့တွေဘက်ကတော့တေးကြတယ်ပြောရင်ပြောထားတဲ့အတိုင်းလုပ်ပြလိုက်မယ်ပေါ့နော်အခုလဲပြင်းကျင်လုံးကိုသွားပြင်းတာဒါပေမဲ့ပြင်းစရာလူမရှိဘူးပြစ်သွားတယ်ပေါ့နော်အဲဥစ္စာဆိုလဲဒါအရာတော်မျိုးနဲ့ဘခဖပြီးရင်တပဲမျိုးနဲ့ဘခဖနဲ့ချက်တင်နဲ့ပျောက်ကြတက်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်တယ်အဲ့တော့စစ်ကောင်စီဘက်ကကောင်တွေကဘာတွေပြင်ထားလဲဆိုတော့ ပြေးဖို့ပြင်ထားတယ်သူတို့လာရင်ပြေးမယ်ဆိုပြီးတော့ကြိုပြင်ထားတာဒါအသေးချာကြီးလေဒါလုံးဝအဲ့လိုမျိုးကိုယူဆလို့ရတယ်ယူဆလို့မဟုတ်ဘူးတကယ်သေးချာကြီးဘာလို့15မိနစ်ပဲရှိ15မိနစ်ပဲတိုက်ခဲ့ရတယ်ပြစ်ခဲ့ရတယ်ဗောနော်အဲ့ကြအဲ့လိုပြစ်လိုက်တာ ਨੇ ဒီကောင်လေးကပြန်ခံချမယ်ဆိုတော့စိတ်ကူးမရှိတော့ဘူးတခါတည်းပြေးတာ15မိနစ်ပဲရှိသေးတယ်ပြေးတာအဲ့ဒါကြီးကတော့လွန်တာဗောနော်အဲ့ကြိုတင်ပြီးတော့တိုင်ပင်ထားတယ်လို့ဒါပြောရမယ်ဒီကောင်လေးဘက်ကကြိုတင်ပြီးဟဲ့လာရင်တော့ ငါတို့ဒီလိုဒီလိုမျိုးလာပြစ်ပြီဆိုရင်တော့ငါတို့ဘယ်ဘယ်ဘက်ကိုပြေးမယ်။မင်းကဘာတွေဘာတွေယူငါဘာတွေဘာတွေယူအဲအဲ့လိုမျိုးသူတို့ကစီမံခန့်ခွဲထားတာပြစ်ကောင်းပြစ်မယ်ပေါ့။အဲ့ကြအဲ့လိုမျိုးမဖြစ်စေချင်ဘူးကျွန်တော်ကကြတော့။ဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးထွက်ပြေးသွားတယ်။ထွက်ပြေးသွားတယ်ကောင်းနေအေးယူခံရမှာလေ။သူတို့တက်ကိုပြန်ပြေးတယ်ဆိုတာနဲ့သူတို့တေချာပေါက်အေးယူခံရမှာ။အာဟိုကအခွင့်မရပဲနဲ့ဆုတ်လာခဲ့တယ်ဆိုရင်တေချာပေါက်အေးယူမှာပဲ။အဲ့ကြအဲ့လိုမျိုးအေးယူခံရပြီဆိုရင်သူတို့တွေ ဒုက္ခရောက်ကြမှာတွေရှိတယ်ထောင်ကြမှာတွေရှိတယ်အဲ့လိုအားတွေရှိတယ်ပေါ့နော်ပြီးရင်ယာရုရောက်မှာတွေရှိတယ်ယာရုလျှော့ခမ်းမှာတွေရှိတယ်အဲ့တို့တက်တစ်ခုမှမကောင်းအပြီးရင်ဘာထက်ဖြစ်ဦးမလဲဆိုတာအဲ့ခေါင်တွေထက်ပြီးတော့တိုက်ခိုင်းဦးမှာထက်ပြီးတော့တနေရာကိုတာဝန်ပေးဦးမှာပဲမင်းတို့ဂိတ်ကိုအေးဆေးထိုင်ခိုင်းတာမင်းတို့မထိုင်ကြဘူးအေးထိုင်အောင်လည်းမင်းတို့မလုပ်ကြဘူးအဲကိုဂိတ်ကိုလည်းမင်းတို့လုံရောမလုပ်နိုင်ဘူးအဲ့တော့မင်းတို့ဂိတ်နဲ့မတိုင်ဘူးသွားစစ်ကြောင်းအဲသွားရှေ့တန်းသွားမြင့်ခက်ခဲတဲ့နေရာပို့ပြမယ်ဆိုဒါမျိုးပုံစံမျိုးတွေလာတော့မှာအဲ့ကြအဲ့လိုမျိုးလောက်ခံရမယ့်အစားတက်ဖွဲ့တဲ့ဒီမှာလက်နဲ့ချလိုက် တပ်ဖွဲ့တွေစီမှာဒါမှမချိတ်ဆက်ပြီးတော့လင်းဝင်လိုက်အဲ့ဒါကပိုကောင်းတယ်ပိုကောင်းတယ်လက်နက်ပါလာတယ်ဆိုရင်ပိုပြီးတော့ဒါထောက်ပံ့ကြေးပါညာရအောင်မယ်ပြီးရင်အသက်ရှင်တန်ခွင့်ရမယ်ပြီးတော့မိသားစုတွေပြန်ပြီးတော့တွေ့ခွင့်ရမယ်ပေါ့နော်အခုကြည့်လေပြန်ပြေးတယ်ပြေးပါထူးလေမင်းတို့ပြန်လွတ်ပါပဲအဲ့ကြတော့အဲ့လိုမျိုးမလုပ်ကြနဲ့မင်းတို့ကောင်းနေအဲ့တော့မင်းတို့လိမ္မာဘာနဲ့ဆိုတာနဲ့တပ်ဖွဲ့တွေလာပြီးဆိုတဲ့ခါကျရင်လမ်းမြူထောင်းဒါမှမဟုတ်လက်နက်ချဒါပူပေါင်းလိုက်ပေါ့နော်အညံ့ခံလိုက်ပေါ့နော်အဲ့ဒါကပူပြီးတော့ကောင်းပါလေကောင်းဖို့အတွက်ပြောပြတာနော်အဲ့တော့စစ်ကောင်စီရဲ့ gate scan တွေဆိုတာက ပြည်သူကိုချင်းချောက်အကြက်ကင်ဖို့ငွေညစ်ဖို့တသက်ပဲပေါ့နော် ပြီးရင်သူတို့အတွက်ကိုရုပ်ရှာဖို့တသက်ပဲဖြစ်တယ်ဘာမှဒီနေရာတွေကသူတို့အတွက်ဟိုအတုံးဝင်တဲ့နေရာမျိုးတွေဖြစ်မနေဘူးပြောကြကြသူတို့ကဒီနေရာတွေမှာထားတယ်ဆိုတာကလည်းအသေးခံယုံတသက်ပဲလုံလောက်တဲ့အင်အားလည်းပေးထားတာမျိုးမဟုတ်ဘူးသူတို့အတွက်အချက်ချာကြမဲ့နေရာမျိုးတွေမှာသူတို့ကြိုတင်သိနိုင်အောင်လို့ ထို့ဒါပင်မတက်တွေရှိလိမ့်မယ်အဲ့ပင်မတက်တွေကိုဝင်မလာနိုင်အောင်ဒီလိုမျိုးအဆင့်ဆင့်သော gate ကလေးတွေနဲ့ကာထားတယ်အဲ့ gate တွေကိုအရင်ဆုံးတော်လိုင်းတက်ဖွဲ့တွေကဖျက်ရတဲ့ခါကျတော့အဲ့ gate တွေမှာအရင်တိုက်ပွဲဖြစ်မယ်အဲ့လိုတိုက်ပွဲဖြစ်တဲ့ခါကျတော့ဒီကပင်မတက်တွေကတိမယ်သူတို့စီမှာပြင်ဆင်လို့ရမယ်အဲ့လိုပုံစံမျိုးနဲ့ထားထားတာအသေးခံမှုတက်တက်အတိုက်ခံမှုတက်တက်ထားထားတဲ့ gate တွေဖြစ်တယ်အဲ့လိုနေရာမျိုးတွေမှာတဝင်ကြတဲ့ကောင်တွေကတော့ခုနောက်ပိုင်းအချိန်နေလှကြမရှိဘူးပေါ့နော်တချို့ကြတော့အဲ့လိုနေရာမျိုးမှတ်တယ်ဘာလို့လဲဆိုတော့ လွယ်လွယ်ကူကူငွေရှာလို့ရတယ်ပြည်သူကိုအနိုင်ကျင့်လို့ရတယ်ဆိုပြီးတော့မှတ်ကြတယ်အခုတော့ခံပေါ့အကောင်နောက်တစ်ခုကတော့ KNU တပ်မ6နေမြေတဲကတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောင်းပေါ့နော်တိုက်ပွဲပြင်းထန်လာတဲ့အမျှဖြစ်စဉ်လေးတွေလည်းရှိလာတယ်အဆွေတော်ကုန်းပတ်ချာလဲမှာဖြစ်တဲ့ဖြစ်စဉ်တွေရေသိကူပတ်ချာလဲမှာဖြစ်တဲ့ဖြစ်စဉ်တွေရှိတယ်ဗောနော်အဲ့တော့ရှေ့ရက်ပိုင်းမှာတော့ဒီဟာနဲ့ပတ်သက်လို့ဒါစစ်ကောင်စီဘက်ကအာရေသိကူဘက်ကအခြေအနေနဲ့ဆွေတော်ဝန်ကဘက်ကအခြေအနေကိုဒါကျွန်တော်ပြောခဲ့တာရှိတယ်ဗောနော်အခုလဲထပ်ပြီးတော့အဲ့လိုမျိုး ဖြစ်စဉ်ရှိတယ်အဲ့ဒါပါလဲဆိုတော့ရတိကူပတ်ချာလဲမှာတိုက်ပွဲတွေပြင်းလာတယ်အဲ့လိုဖြစ်လာတဲ့ချိန်မှာစစ်ကောင်စီကဘာလုပ်လဲဆိုတော့အဲ့တပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေရဲ့နောက်ကျောကနေပတ်ဝင်မှုလုပ်တာတပ်ဖွဲ့တွေကိုအနောက်ကနေပြတ်ပြီးတော့ဝိုင်းပတ်ပြီးတော့ချိန်မုံမှုအတွက်လုပ်တာပေါ့နော်နောက်ကျောဘက်ကနေဝင်မှုအတွက်ကိုစစ်ကြောင်းတစ်ကြောင်းအတင်းတိုးခဲ့တယ်ဆိုပြီးတော့သိရတယ်အတင်းဝင်ထိုးတာပေါ့နော်အဲဒါပြင်အဲ့လိုအတင်းဝင်တိုးနေတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းပြောပြဝင်အဲ့စစ်ကြောင်းကျွံထွက်သွားအဲ့စစ်ကြောင်းကိုအနောက်ကနေပြတ်အင်အားလိုက်ဆက်တာလိုက်ဆက်တာ ဲ့လိုလိုက်စားဖို့ကိုတွက်ကိုဒါတမနှစ်နှစ်လောက်ခံအင်အားတွေထပ်ပြီးတော့စစ်ကူစစ်ကြောင်းတကြောင်းထပ်ပြီးတော့ဒါစုပွဲပြီးတော့ပို့ပေးခဲ့တာရှိတယ်။အဲ့လိုစစ်ကူလာတဲ့စစ်ကြောင်းကိုတော်လိုင်းအင်အားစုတွေကအရင်တွေ့တာစစ်ကူသွားတဲ့အကောင့်တွေကိုအရင်တွေ့တာအရင်တွေ့ပြီးတော့ drone နဲ့လက်အုပ်မှုရယူပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။ဒီ drone တိုက်ခိုက်မှုကြောင့်မလို့ဒါစစ်ကောင်စီစစ်သား2ဦးနေရာမှာလုံးဝပွဲချင်းပြီးအသက်မရှူအဲ့လိုမျိုးပုံစံဖြစ်သွားတယ်ပြီးရင်နောက်တဲ့3ဦးလည်းအပြင်းထန်တန်ရာရသွားလို့ အရေးပေါ်စိတ်ဝင်တင်ရတာတွေရှိခဲ့တယ်ဆိုပြီးတော့သိရတယ်ပြီးတော့အဲ့ဒီ၃ယောက်ကအပြင်းထန်တော့အခြားတန်ရရတဲ့ကောင်တွေကလည်းရှိသေးတယ်အဲ့ဒါကြောင့်တော်တော်လေးများသွားတဲ့အနေထားပေါ့နော်အဲ့တော့ drone နဲ့ပြင်းလိုက်တဲ့အနေထားမှာသူတို့စုဝေးနေလို့တာဒီလောက်ထိခံလိုက်ရတယ်လို့လည်းယူဆလို့ရတယ်ပေါ့နော်အဲ့တော့စုဝေးနေတယ်ဆိုတဲ့ကကြောက်လို့ကြောက်လို့ဒီကောင်တွေသွားတာသွားခိုင်းနေတာအဲခုနလည်းပေါ့နော်စင်ကြီးပြွာနဲ့ပတ်သက်လို့လည်းဘာမှသူတို့တည်တည်တတ်တတ်ပုံစံမျိုးတွေမရှိဘူးအဲလှုပ်တော့လှုပ်တယ်အမဲ လေတော့လေတယ်နောက်ပြန်ပြီပေါ့ချင်းသေးခွေကြီးလို့လေတာသူကနောက်ကနေပြောမယ်တက်ဖွဲ့တွေကိုဖိနှိုက်ဖို့လုပ်တာသူတို့အနိုင်ခံလိုက်ရတယ်အရင်ဆုံးမြင်သွားတယ်ဗျာမြင်သွားတဲ့အချိန်မှာပြင်းခံလိုက်ရတယ်အဲ့ဒါနေမြေကျွမ်းကျင်မှုပဲတက်ဖွဲ့တွေရဲ့နေမြေကျွမ်းကျင်မှုတက်ဖွဲ့ဒီနားမှာဘယ်နားမှာပါဆိုတဲ့ဟာမျိုးတွေကတက်ဖွဲ့တွေကတည်လာပြီးသားစီရဲအတိတ်တိတာရှိမယ်ဆိုရင်စစ်ကောင်စီဒါဘလို့ပဲလှုပ်လာလှုပ်လာကြိုတင်ပြီးတော့သိရှိပြီးအခုလိုမျိုးတွေပဲတုံ့ပြန်နိုင်မှာဖြစ်တယ်ဒါကလည်းအားရစရာကောင်းတယ်ဗောနော်အဲ့တော့အဲ့ဒီလိုမျိုးဖြစ်စဉ်ဖြစ်သွားပြီးတဲ့အချိန်မှာစစ်ကောင်စီကလုံးဝတက် ်လုံးဝရက်တန်သွားအဲ့စစ်ကြောင်ရက်တန်သွားပြီးတော့ရှေ့ဆက်ပြီးတော့မတိုးနိုင်တော့ဘူးအဲ့စစ်ကူသွားတဲ့စစ်ကြောင်ကမတိုးနိုင်တော့ဘူးအဲ့မှာဘာဖြစ်လဲဆိုတော့ခုနကကျွဝင်သွားတဲ့စစ်ကြောင်အဲ့စစ်ကြောင်ကဖြုတ်ခံရတာပြင်းခံရတာပေါ့နော်အဲ့တော့တလိုင်းတပ်ဖွဲ့တွေကခုနရသေးကူကိုကျွဝင်လာတဲ့စစ်ကြောင်ကိုတံပြန်တိုက်ခိုက်ခဲ့တာကြောင့်မလို့စစ်ကောင်စီဘက်ကအထိနာပြီးတော့လုံးဝကစင်ကလေးထုတ်ဆုတ်ခွာထွက်ပြေးရတယ်ပေါ့နော်ဆုတ်ခွာမှုထွက်ပြေးတယ်ထွက်ပြေးတာဘာကြောင့်မလို့သိရလဲဆိုတော့အဲ့မှာ ပစ္စည်းပစ္စည်းရတယ်ကုန်ထားခဲ့တာချင်းစုပ်တွေပလုံးစုပ်တွေဟိုဒါချင်းကြားတွေကိုပြောတာပေါ့နော်စကောင်းစီချင်းကြားအစုပ်တွေပေါ့နော်အဲဥစ္စာတွေကိုဖြိုဖျက်နေထားခဲ့တယ်အဲဥစ္စာတွေကိုတပ်ဖွဲ့တွေကဒါကောက်သိန်းကောက်သလိုလိုက်ကောက်ခဲ့ရတာအဲ့ထဲမှာ တကယ်ဟိုဟာတွေပါတယ်ခဲရန်နေအများကြီးပဲပါတယ်ဗောနော်အပြင်ဒါတယောက်ယူလာရောတယောက်တည်လာဗီဒီယိုဖိုင်မှာရှိတယ်เนาะအဲမင်းတို့ညင်းပါဆိုလို့အတက်ဖွဲ့တွေကထုတ် ပြန်ထားတာရှိတယ်ဗောနော်အင်းပြောင်းကင်းနေကြတွေကနေမင်းတို့ပစ္စည်းတွေကိုသွားယူလာတဲ့ဟာချင်းကြတဲ့အဆုတ်တွေမင်းတို့သွားကြည့်လာအောင်ညင်းနေပါဆိုလို့ဗောနော်အဲ့တော့အဲ့မှာဒါတက်ဖွဲ့ဝင်တယောက်မလာတဲ့ချင်းထဲမှာဆိုတော့အဲ့လို4ဒီပုံဒီအတွဲလိုက်ဒါပြောရမယ်ဆိုရင်သူ equipment ပုံစံမျိုးသူတို့ကချုပ်တာ ဒီ40ပုံးကြီးထည့်ဖို့အတွက်ကိုပေါ့နော်အချုပ်ပြီးတော့ပေါင်မှတွဲချီရာရှိတယ်ဒါမှမဟုတ်လေဒါအကွင်းမဲ့ပုံစံမျိုးနဲ့တွဲပြီးတော့ကတ်ပြီးတော့တခါလေးအကွင်းမဲ့နဲ့ချီတာရှိတယ်အဲ့ကျအဲ့ဥစ္စာအတွဲလိုက်ကြည့်ပါအဲ့ချင်းတဲ့ကနေထွက်လာတာတွေတွေ့ရတယ်ပေါ့နော်ပြီးတော့တခြားဟာတွေလည်းအများကြီးပဲအဲ့လိုရခဲ့တာတွေရှိတယ်အဲ့တော့ခဲရကနေတော်တော်များများထက်ရလိုက်တယ်ပေါ့နော်အဲ့တော့တက်ဖွဲ့တွေကကောက်သိန်းကောက်ကလူကိုတကယ်လိုက်ယူရတာအဲ့မှာ40မမပုံးကြီးတွေပြင်တခြားဟာတွေလည်းပါတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတက်ပြက်ပြီးတော့ကိုပြေးတာ ပြေးလာမယ်သူများကိုလာပြီးတော့ဒါဖိနှိပ်ဖို့အတွက်ကြိုးစားတာဒါပေမဲ့စစ်ကြောင်းကြီးကြုံဝင်သွားတယ်အနောက်ကလိုက်ဆက်တဲ့ကောင်ကလည်းအဆက်မခံလိုက်ရဘူးပေါ့နော်ပြင်းခံလိုက်ရတယ်အဲ့တော့အဲအလဲလဲပြပြပုံစံမျိုးတော့ဒါစစ်ကောင်စီဘက်ကဖြစ်နေတော့မယ်ဒါပေမဲ့သတိထားစရာကစစ်ကောင်စီဘက်ကအဲ့လောက်ကြီးဒီအထိနာသူတို့ရှေ့တိုက်ပွဲတခြားလုံးအထိနာခဲ့တာနော်ဒီလေးကေကောတိုက်ပွဲမှာဆိုရင်ဒီပါစရီဆိုတာယာနဲ့ချီပြီးတော့ကြတချို့အလောင်းနေဒီတိုင်းလမ်းပေါ်မှာဒီတိုင်းပုံထားတာအခုဆိုရင်ပို့သောဆွေးမြင်းနေလောက်ပဲဒါသေးကြတဲ့နောက်ကျရင်ဒါတွလိုင်းတက်ဖွဲ့တွေကအဲ့အယိုးကောင်းနေဘလုံးလုံးကန်အောင်ဘလုံးလုံးကန်အောင် အခုအဲ့လိုမျိုးပုံစံမျိုးနဲ့တို့အသေးပြောက်အများကြီးနဲ့တိုးလာတယ်ဆိုပေမဲ့လည်းဆက်တိုးနေတုံးပဲဈေးကောင်စီကသူ့အတွက်အရေးပါတဲ့နေရာမျိုးတွေကိုပြန်ပြီးရယူဖို့ကြိုးစားတဲ့အခါကျရင်ချနေရမယ့်အသက်တွေအများကြီးကိုတို့ချနေဦးမှာအဲဒါကြောင့်အောက်ခြေမှာရှိတဲ့ရဲဘော်တွေကျွန်တော်ကတကယ်သူတို့ကိုအခုလိုမျိုးအသေးပြောက်အများကြီးနဲ့ပေါ့နော်ပိုးစိုးပက်ဆက်ကြီးနဲ့သူတို့ရဲ့မိသားစုတွေစီကိုမပြောင်းနိုင်တော့တဲ့အခြေအနေမျိုးတွေမဖြစ်စေချင်လို့ အမြန်ဆုံးလက်လက်ချပါအမြန်ဆုံးလင်းဝင်ပါဆိုတဲ့ဟာမျိုးတွေပြောနေရတာပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်ဆက်တိုးလာရင်တော့တည်ဦးမှာပဲဒါပေမဲ့စစ်ကောင်စီကလည်းဆက်ပြီးတော့တိုးခိုင်းနေဦးမှာပဲအဲ့တော့အဲ့ထဲမှာရှိနေပါတယ်ဆိုတော့အောက်ခြေကစစ်သားရဲ့အနေနဲ့ကိုယ့်ရဲ့မိသားစုကိုပြန်ကြည့်ပါနော်မင်းတို့တွေမင်းတို့မှာမိသားစုရှိတယ်တားသမီးရှိတယ်အဲအများတန်းမှာဒီ brain wash တီးရေလောက်ခံထားတော့အဲ့ထက်နည်းနည်းပိုတွေးတအောင်စဉ်းစားပါနော်ငါတို့လုပ်နေတဲ့အလုပ်တွေကအတိတ်ပဲရှိသေးရဲ့လားဟာငါတို့အခုချိန်မှာတည်ဝရင်ငါမိသားစုဘလို့နေခဲ့မလဲဘလို့ကြံခဲ့မလဲတခြားတက်တွေက ဖြစ်စဉ်တွေအခြေအနေတွေကိုလည်းမင်းတို့မြင်ကြမှာတွေ့ကြမှာပဲအဲကြဟာတည်သွားပြီကိုယောက်ျားလုပ်တဲ့လူတည်သွားပြီဆိုတာနဲ့ခန်းစား권မမေရမှာပေးတာရရှိတယ်အပြည့်ဝမပေးတာရရှိတယ်အဲဥစ္စာကိုမိမတွေကမသိလို့မတောင်းတတာရရှိတယ်အဲ့ဒါကိုကလင်ကချင်းနဲ့ရှေ့ကတဲ့ရုပ်ပွေဆိုတဲ့ကောင်တွေတဲ့ရင်မှုဆိုတဲ့ကောင်တွေကအိတ်ထဲထဲတာရှိတယ်အဲ့တော့ဘာဖြစ်လဲမင်းတို့ရဲ့အသက်တွေဒါပေးလိုက်ရတယ်မင်းတို့ ਨੇ တူတဲ့တန်တဲ့ခန်းစား권ဘာမှပြန်မရအောင်အဲ့မိမတွေတာသမီးတွေကကလေးလက်ဆွဲပြီးတော့တက်ပြင်ကိုအချိန်တန်ရင်နှင်ထုတ်ခံရတယ် ဲ့လိုမှမဟုတ်ရင်ကိုမိမမုံဆုံးမဖြစ်သွားရဆိုတဲ့လူကိုတခြားကောင်ကကြောင်တော်နှိုက်ချင်နှိုက်သေးတာအခုဆိုဖြစ်စင်နေရအများကြီးအဲ့ကျအဲ့လိုဟာမျိုးတွေမဖြစ်စေဖို့အတွက်ကိုအခုလိုမျိုးစေနာထားပြီးတော့ပြောပြပေးနေရပါတော့အဲ့တော့နည်းနည်းလေးဒါထက်ပြီးတော့ပေါ့နော်ဘာလို့လဲဘာလို့လဲငါတို့လုံနေရတန်နေရလားဆိုတဲ့ဟာလေးတွေကိုထက်ဆင်ပြီးတော့တွေးစီခြင်းနေပေါ့နော်အဓိကတော့ဒီလိုဖြစ်စင်နေကများလာလို့မင်းတို့စေနာနဲ့ပြောပြတာပေါ့နော်နောက်တစ်ခုကဒါကျွန်တော်ပြောစရာတခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ပေါ့မြို့နယ်တွေက စစ်ကြောင်းထိုးနေတဲ့ဒီတက်တယ်ဒါမတ်မီဝင်ထင်းတယ်မလည်းမတ်မီလည်းမပါချက်တကူတက်အဲ့ဒါတမကူကူလောက်ခံတက်ရင်3ရင်ဖြစ်တယ်ဒါခမရ14တရကို439ဒီ3တက်ပေါင်းထားတဲ့စစ်ကြောင်းတကြောင်အဲ့စစ်ကြောင်းကပေါင်းမြုံနေတဲ့မှာဒါကြေးရွာတွေကိုလိုက်ပြီးတော့ဝင်းမှွေနေတာတွေပြည်သူတွေကိုဒုက္ခပေးနေတာတွေစစ်ကြောင်းထိုးပြီးတော့ဖျက်ဆီးမိရှို့တာတွေတောက်လျှောက်လုပ်နေတာရှိတယ်အဲ့စစ်ကြောင်းကနေပြီးတော့ပဲညာဟိုနေကမှတ်မိလိမ့်မယ်ထင်ပါတယ် ဒါပြည်သူပိုင်နဲ့ပေါ့နော်ပြည်သူအိမ်ထဲကိုဝင်ပြီးတော့ကြက်ခိုးဖို့အတွက်လှုပ်တာအဲ့လိုလှုပ်နေနေတုံးရောက်ဖမ်းမိတယ်ပေါ့နော်အဲ့ထဲမှာဒုတိယတကောင်လည်းတွေ့လိုက်တယ်အမဲတကောင်ငုံအောင်ငုံနေလိုက်သေးတယ်အဲ့ကောင်အဲ့ကောင်ခေါင်းပေါ်ကြီးကြိုက်ခံရမှာအဲ့ကောင်အဲ့လိုငုံနေလိုက်တဲ့ဟာလည်းဒါမြင်ရတယ်ပေါ့နော်အဲ့တုန်းကမိလာတဲ့တုံးရောက်ပေါ့နော်အဲ့တုံးရောက်တုံးကလည်းသူတို့ပြောပြတဲ့ဟာတွေရှိတယ်တပ်ဖွဲ့တွေလည်းထုတ်ပြန်ထားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီသူတို့ကြံနေခဲ့တဲ့ဒီခုနစစ်ကြောင်းမှာပေါ့နော်အဲရှိပါတယ်ဆိုတော့စစ်သားတွေအားတဲ့ စိတ်ဓာတ်တွေပြက်ယွင်းနေတာတွေရှိတယ်ပြီးတော့ကြတော့အာရင်ကုန်ခန်းချိနဲ့နေတာမျိုးတွေရှိတယ်အဟာရမပြည့်ဝတော့ဘူးပေါ့နော်အဲအကြောင်းမလို့ကြက်တွေငှက်တွေလိုက်ကိုးစားနေဒီကောင်တွေတကယ်အဲအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေရရှိတယ်ပြီးတော့ထွက်ပြေးကျင်နေတဲ့သူတွေများတယ်ဆိုပြီးပြောခဲ့တာဒါမှတ်မိအောင်မထင်နဲ့အခုဟုတ်တယ်တကယ်ထွက်ပြေးလာလို့နှစ်ယောက်ထပ်မိနှစ်ယောက်အဲ့စကြောင်းနေရပဲထွက်ပြေးလာတာပေါ့နော်အဲ့တော့ဒါအဲ့ဒီနှစ်ယောက်ကကြတော့ဒါခမရ109ကတယောက်ခမရ419ကတယောက်နှစ်ယောက်ကိုဒါ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်လာတာတွေ့ရတယ်။အဲလက်နက်တွေလည်းပါတယ်။အဲဒီမှာအားရစရာကောင်းတာကလက်နက်တွေပေါ့နော်။အဲ့ဒါ RPG တလက် ME4 တလက်ဘုံးသီးတွေပါတယ်။ RPG ဆိုရင်ဒါ RPG ဘုံးသီးတွေလည်းပါတယ်။ ME4 ဆိုရင်40ဘုံးသီးတွေလည်းပါတယ်ပေါ့နော်။အဲ့တော့ဒါကအားရစရာပဲ။နှစ်လက်လုံးကတပ်ဖွဲ့တွေအတွက်အရန်အသုံးဝင်ပါ။သူကအကူပြစ်ပုံစံမျိုးပြစ်ခတ်လို့ရတဲ့လက်နက်တွေဖြစ်တယ်ပေါ့နော်။အဖိုဒီပုံသေးဆိုလဲတကယ်အရန်သုံးဝင်တာ MA4 ဆိုလဲဒါသုံးတတ်မယ်ဆိုရင်ပေါ့နော်အရန်သုံးဝင်တဲ့အဲပြီးတော့ဒီ ဘာဖြစ်ကြီးဆိုရင်လည်းတည်ရတာမယ်အခုပြစ်လက်နဲ့ဗျအုံချင်းနေပါတော့နော်အခုက၄လုံးလားမသိပါဘူးအ ਨੇ ဆုံးတော့၄လုံးပြစ်ခွဲလို့ရတယ်ဗျတေးကြတယ်တပ်ဖွဲ့တွေက RPG campaign လုပ်စရာမလိုတော့ဘူး RPG ဘုံဒီဘဝယ်တော့ဝယ်ပြီးရင်စော်တော့ဒါပေမဲ့တေးကြတယ်တက်ပြီးတော့လာအောင်ပါပဲအကောင့်နေအဲလိုအပ်တဲ့ဟာတွေတခါလေမှားထားရင်လည်းမှားထားပါတော့ဘာဖြစ်လို့လဲထွက်ပြေးလာမဲ့ကောင်တွေတခါလေယူလာလို့ရအောင်တောက်ထပ်ပြီးတော့ထွက်ပြေးလာဖို့ရှိရင်ရှိအောင်ပါဘာဖြစ်လို့လဲဆိုတော့သူတို့တွေစိတ်တက်ပြက်နေရလေ ထွက်ပြေးဖို့အတွက်ပဲစူးစမ်းနေကြတာပေါ့နော်အဲအကြောင်းမလို့အဲ့ဘက် channel တွေမှာလည်းသတင်းကောင်းတွေအများကြီးရှိတယ်ပေါ့နော်အခုဆိုရင်ဒါဒီဖြစ်စဉ်နဲ့ပတ်သက်လို့တပ်ဖွဲ့တွေကဓာတ်ပုံတွေထုတ်ပြန်တယ်အဲဓာတ်ပုံမှတ်တမ်းတွေနဲ့ပြတာရှိတယ်သူတို့စီကနေရတဲ့လက်နက်ခဲယမ်းပုံလိုက်ကိုဒါချပြီးတော့ပေါ့နော်ပုံပုံလေးနဲ့ချပြီးတော့အနောက်မှာသူတို့ပုံနဲ့ဓာတ်ပုံရိုက်ထားရှိတယ်အချို့ဆိုလက်ထိတ်လေးကတ်တာတယောက်ဆိုအဲ့လိုမျိုးချပြထားတဲ့ဟာကိုဘုံမတွေကဘာကြီးလောင်ကြရလဲဆိုတော့သူကစစ်သားကဘာလို့ပစိုးနဲ့အင်ကြီးလက်ရှိဝင်းမှာလဲတဲ့ အဲ့လိုဝစ်တာ PDF တွေပဲရှိတယ်ဗောဒါလိန်တာဗောအဲအခုထုတ်ပြန်နေထုတ်ပြန်လာတဲ့ဟာတွေကိုလိန်တာဗောနော်အဲ့ကောင်နေတကယ်ဦးနောက်နေရဗောနော်တကယ်အကာထွန်းနေပဲရှိတန်းထွက်နေရတဲ့စစ်သားတွေသူတို့မမြင်ဘူးလားမသိဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကအခုနောက်ပိုင်းမှာဒီပြူပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ရဲပဲဖြစ်ဗောနော်ယူနီဖောင်းအပြည့်စုံနဲ့သွားတယ်ဆိုတဲ့ဟာရှားမရှိဘူးသူတို့ကဒီရှေ့တန်းထွက်ခံနေလူကြီးတွေနဲ့တွေ့ပါပြီဆိုတော့အချိန်လောက်ပဲဒီယူနီဖောင်းကိုဝတ်တာပေါ့နော် အပြီးတာနဲ့ဒါရှေ့တန်းသွားတဲ့အခါမှာသူတို့တည်ရတဲ့ပစ္စည်းပစ္စည်းအရင်းနဲ့ဒီ uniform အောက်ကအောက်ဖောင်းတွေကတကယ်မလွတ်လပ်လို့ဆိုပြီးတော့မဝစ်ကြတာပုံများတယ်အာစာပေါင်းမီတွေဝစ်တယ်အာကာထွန်းတွေပါနော်အဲ့လိုဟာမျိုးတွေဝစ်တာအများတယ်အပေါ်ကဆိုလေဒါ t-shirt တွေပိုင်းနဲ့ပဲသွားတာရှိတယ်အဲတချို့ကြတော့အဲ့လိုမျိုးတမင်ဝစ်ကြတယ်တချို့ကြတော့မရှိလို့မဝစ်ကြဘူးရှေ့တန်းသွား uniform တစ်စုံပဲပါတာအဲ့တစ်စုံကပြဲပြဲတယ်ပေါက်တယ်စုပ်တယ်အဲ့လိုမျိုးဆိုတော့သူကမဝစ်ကြဘူး အဲ့လိုပုံစံမျိုးရှိတယ်အဓိကသူတို့ဘယ်ချိန်မှာပဲဝက်လဲဆိုတော့ရွေးပေါင်းအပြည့်စုံနဲ့အစင်းတစိအကုန်တက်တယ်ဆိုတဲ့အချိန်ကလူကြီးနဲ့တွေ့တဲ့အချိန်သူတို့ရဲ့အထက်လူကြီးနဲ့တွေ့တဲ့အချိန်အဲ့ဒီအထက်လူကြီးကထားပါတော့ရှေ့တန်းနေမိတဲ့ကိုဝင်တော့မယ်သူတို့ကိုတက်မှာမှာဝင်ပြီးတော့သတင်းပို့ခိုင်းတယ် သူတို့နဲ့တွေ့တယ်တန်းစီပြီးစကားပြောမယ်အဲအဲ့လိုမျိုးပုံစံမျိုးတွေကြမှာဒါလင်သူတို့ကဒီလိုမျိုးယူရိုပေါင်းပြည်စုံဝက်တာအကြမ်းတဲ့အချိန်မှာတော့ဒါသူတို့ကအရက်သားထက်တော်မှအရက်သားဆန်နေသေးတယ်သူတို့ဝက်ထားတဲ့ပုံစံအဲ့ပေါ့နော်အခုလည်းဟုတ်တယ်ပစိုးနဲ့ဒါအင်ကြီးလက်ရှိနေပေါ့နော်အဲ့ကြောင့်တချို့ဟာကြီးကျွန်တော်ပြောချင်တာဗျာဒီစစ်ကောင်စီဘက်ကိုထောက်ခံပါဆိုတဲ့ဒါစစ်တပ် lobby တွေဘုံမာတွေကစစ်တပ်ကြောင်းတရားမသိဘဲနဲ့ကိုထောက်ခံနေကြတဲ့ဟာကြီးတွေ့ရသူတို့အကျိုးစီးပွားလိုလားလိုပဲလားဒါမှမဟုတ်လေ သူတို့ဘဘကြီးမှဘဘကြီးဖြစ်နေလို့ပဲလားတော့မပြောတတ်ပေမဲ့ပေါ့နော်စစ်ကောင်စီရဲ့အခြေအနေအမှန်ကိုတော့မှသူတို့မသိဘူးမသိပဲနဲ့ဆွတ်ဆက်လော်နေကြအဲဒါကြောင့်လည်းအောက်ချင်မှတည်ကြတာသူတို့ကများတပြန်စည်းပြန်ပြောသေးတယ်ကျွန်တော်တို့မင်းမြောက်ပေးမနေနဲ့တဲ့မြောက်ပေးကြမလို့ PDF ကပြင်းပါမင်းတို့တယောက်ကလည်းထပ်ပြောသေးတယ်သူကယုတ်တိရှိအောင်လှိန်နေဘဲစစ်သားမှထွက်မပြေးဘူးတဲ့ ထိုင်းတရုတ်အိန္ဒိယပေါ့နော်ပြီးရင်ဘင်္ဂလားအဲ့ဘက်ခြမ်းတွေမှာပြေးတဲ့ရဲတွေစစ်သားတွေကိုသူတို့မမြင်ဘူးလားမသိဘူးပေါ့နော်မြားကြီးထိုင်းပြန်နေမဲတရုတ်ပြန်နေပြီးရင်ဒါအိန္ဒိယဘင်္ဂလားအဲ့လိုမျိုးပြန်လာတဲ့စစ်သားတွေအများကြီးလိုက်ခေါ်ရတဲ့ကောင်တွေအများကြီးပေါ့နော်အဲ့ဒါကိုသူကဘယ်စစ်သားမှထွက်မပြေးဘူးဆိုတဲ့ပုံစံမျိုးကပြောလိုက်သေးတယ်သူတို့ပေးချင်တာမူရီပေးချင်တာပေါ့ဒါပေမဲ့လေသူတို့ရဲ့စစ်သားတွေရဲ့တကယ့်အခြေအနေမှကိုသူတို့မသိတာပေါ့နော်မသိတော့တနာစရာကောင်းတာပေါ့ဗျာအဲ့တော့ဒီလိုမျိုးပြေးလွှားနေရတဲ့အဖွဲ့တွေက ဒီစကားတွေကိုမြင်ရတွေ့ရတဲ့ခါကျရင်ဘယ်တော့တောင်သေးပေါက်မလဲမသိဘူးမင်းတို့ကောင်နေဆွတ်လော်နေကြတာငါတို့အောက်မှာတည်တော့မယ်အဲ့လိုဖြစ်ဖြစ်နေမှာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလက်နက်တွေကအရန်အသုံးဝင်တယ်ညဖွဲ့ရင်နေနဲ့ဆိုရင် campaign လုပ်မယ်ဆိုလဲ campaign ကိုဒါထားပါတော့ဟိုချုပ်ဖွဲ့ရင်ဆိုရင်အညာဘက်ကဖွဲ့ရင်ဆိုရင် campaign လုပ်တဲ့ခါမှာတော့မှဆက်လက်တက်လက် campaign ဒါမှမဟုတ် RPG တက်လက် campaign ဒါမျိုးပုံစံမျိုးနဲ့ campaign တွေလုပ်နေရတာရှိတယ်အခုကျတော့ဒါအဘသားတွေကအခုလိုမျိုးလာလူပေးတာတကယ် အားရစရာကောင်းတယ်ပေါ့နော်ဒါဂုံပြူလာတော့ရမှာတော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဒါဒီလိုမျိုးမိတဲ့အချိန်မှာပေါ့နော်အဲထွက်ပြေးလာလို့မိတယ်ဆိုပြီးတော့တချို့ကလည်းပြောကြရရှိတယ်လို့တချို့ကြတော့လည်း အဲဒါကအလင်းဝင်လာတာပေါ့နော်အဲဘာဖြစ်လို့မိလဲဆိုရပြောတာလဲဒါနဲ့ပတ်သက်လို့တော့မငင်းချင်ဘူးအမှန်တကယ်ဖြစ်စေချင်တာတော့ဗာလဲဆိုတော့ခုနကလိုပဲအလင်းဝင်စေချင်တာဒီလက်နဲ့ဒီခဲရနေနေလဲဆိုရင်သိကြတယ်အော်ချင်းမြင့်ကိုရရှယ်ရမှာပေါ့နော်အဲကြောင့်သူ့ဘာသူကြောက်လန့်တကြားနဲ့ထွက်ပြေးလာလို့မိတဲ့ကောင်ဆိုရင်တော့ဘာမှရမှာမဟုတ်ဘူးပေါ့ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့ချိတ်ဆက်ပြီးတော့ဒါမှမဟုတ်လေရည်ရချက်ကောင်းကောင်းနဲ့တကယ်ကိုတက်ပွဲတွေစီမှာအလင်းဝင်ဖို့လာဆက်သွယ်တဲ့ပုံစံမျိုးနဲ့ဆိုရင်တော့ ဒါတက်ဖွဲ့တွေကကောင်းကောင်းမွန်ထားမယ်ချီးမြှင့်မယ်ဗောနော်အခုတော့ဒါတက်ထိတ်တွေပါလေခတ်ထားရတော့တွေးရတယ်ဗောနော်အဲ့တော့ကြက် တခုတက်ကတော်တော်လေးစိတ်တက်ပြက်ယွင်းနေတာတွေတွေးရတယ်အဲ့တော့ကြက်တခုတက်ကတော်တော်လေးစိတ်တက်ပြက်ယွင်းနေတဲ့ပုံစံမျိုးတွေတော့တွေးရတယ်ဒါပေမဲ့ကျွန်တော်တို့ရန်သူကိုအထင်သေးလို့တော့မရဘူးရန်သူကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ရုပ်မာတယ်ကောက်ကျစ်လာတယ်နီလမျိုးစုံတုံးဖို့အတွက်စဉ်းစားလာတယ်ပြည်သူကိုပဲတိုက်ခိုက်တာတွေဥတည်ပြီးတော့လှုပ်လာတယ်အဲတော့ကျတော့တော်တော်လေးရုံမာတဲ့ဟာတွေဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းရင်းမှာကျွန်တော်တို့ရှုံးနေလို့မရဘူးပေါ့နော် ဘာလို့ဆိုတော့မနက်ကကျွန်တော်ကိုစောအောင်လေးပြောထားတဲ့ဗီဒီယိုလေးတင်ထားတယ်။အဲ့ဗီဒီယိုထဲမှာဆိုတွေ့ပါလိမ့်မယ်။အဲဒီကောင်နေဒါတချို့နေရာတွေမှာပေါ့နော်။တော်လင်းတက်ဖွဲ့တွေဘက်ကလှုပ်ထားတဲ့ဒါဒီတော်လင်းရဲ့အတွက်ပေးဆက်သွားရတဲ့အာဇာနည်တွေရဲ့ဗိမာန်လေး၊ကုဗိမာန်လေးရှိတယ်ပေါ့နော်။အဲ့ဒါဒါအုတ်ကူနီနီလေးတွေ့ရပါလိမ့်မယ်ဗျာအဲအဲ့လိုမျိုးဟာလေးရှိတယ်အဲဥစ္စာတွေကိုဒီကောင်တွေကလုံးဝအိုက်ကူပိမှန်မို့တက်ပြီးတော့တူနဲ့ရိုက်ခွဲနေတဲ့ဟာလေးရှိတယ်ဖြိုချဖြက်စီးပြစ်နေတဲ့ဟာလေးရှိတယ် အဓိကတော့ဗျာကျွန်တော်တို့ဒီသူရဲကောင်းတွေကသူတို့ရဲ့အသက်တွေခန္ဓာတွေပါရင်းပြီးတော့တော်လိုင်းအတွက်ကိုပေးဆက်သွားတာအဲ့လိုလူတွေကအယမ်းမြင့်မြတ်တဲ့သူတွေအဲ့လိုမျိုးမြင့်မြတ်မြင့်မြင့်မြတ်မြတ်မှုလို့ကိုပဲဒါအခုလိုမျိုးအထူးတည်းဂုံပြုထားတာကုဘိမှန်လေးတွေရှောက်လို့ပေးထားတာဖြစ်တယ်အဲ့ဥစ္စာကိုဒီကောင်းတွေကမရိုင်းစုပ်ပွဲစားနဲ့ခုနလိုမျိုးရိုက်ခွဲဖြိုဖျက်နေတာရှိတယ်အဲ့တော့ကျွန်တော်တို့တချို့ထိန်းချုပ်လို့ဒါလုကင်းသွားတဲ့နေရာမျိုးတွေမှာအဲ့လိုကြံခဲ့တဲ့အုပ်ကူလေးတွေဖျက်ဆီးခံနေရတာရှိလိမ့်မယ်ပေါ့နော် အဲအဲအကြောင်းမလို့ကျွန်တော်တို့ဒါအကုန်လုံးရှုံးနေသွားမယ်ဆိုရင်ကျွန်တော်တို့ရှေ့မှာပေးဆက်ခဲ့သမျှဒေါ်လာရင်းတက်ဖွဲ့ဝင်တိုင်းရဲ့အသက်ဟာအလဟသက်ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီချိန်မှာလှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ကြရမယ်တက်ဖွဲ့တွေညီညီညွတ်ညွတ်ဖြစ်ဖို့လိုတယ်မတည့်တာတွေမရှုတာတွေကျွန်တော်တို့ဒီချိန်မှာစဉ်းစားလို့မရတော့ဘူးပေါ့နော်မတူညီတဲ့ဟာတွေကျွန်တော်တို့တူညီအောင်ညှိနှိုင်းကြရမယ်အပြည်သူတွေအနေနဲ့လည်းတတ်နိုင်တဲ့ဟာတွေအခုချိန်ထိဝိုင်းကူပေးနေကြတော့မယ်ပေါ့နော်အဲ့တော့ပြည်သူတွေပို့ပြီးတော့အားတက်အောင်ပို့ပြီးတော့ကူကျင်အောင်အဲဒီဒေါ်လာရင်းမှာပို့ပြီးတော့ပါဝင်လာအောင်ကျွန်တော်တို့တက်ဖွဲ့တွေဘက်ကလည်းပို့ပြီးတော့ စ조사ရမယ်ပြီးရင်ပို့ပြီးတော့ပြည်သူချစ်အောင်နေပြဖို့လိုတယ်ပြည်သူမကြိုက်တဲ့အလုပ်တွေကျွန်တော်မလုပ်မိဖို့လိုတယ်ပြည်သူကိုကာဝယ်ဖို့လှုပ်လာတဲ့ဒီအလုပ်တွေကိုတံပိုးထားကြဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်